ချစ်တတ်ဖို့ကိုလည်းသင်ယူရတယ်လို့ဆက်မချစ်တော့ဖို့ကိုလည်းသင်ယူပါချစ်ချင်းဆိုတာအမှုပညာတစ်ခုပါတိတ်ကိုလှပတယ်လို့တိတ်ကိုမှခွန်အားကြီးတဲ့အရာဟာချစ်ချင်းမြတ်တာပါဒါကြောင့်ကျမတို့ကချစ်ချင်းမြတ်တာကိုတန်ဖိုးထားကြတယ်အလေးအမြတ်ထားကြတယ်ချစ်တတ်ဖို့ကိုသင်ယူကြရတယ်ပထမဆုံးမိမိကိုမိမိချစ်တတ်ဖို့သင်ကြရတယ်မိမိကိုမိမိစိတ်မှန်စွာဘယ်လိုချစ်မလဲ မိမိရဲ့စိတ်ခံစားချက်တွေကိုဘယ်လိုခရီးဆိုင်မလဲမိမိကိုမိမိဘယ်လိုကျင်နာထွေးပွေမလဲဆိုတာတွေကို အရင်ဦးဆုံးသိယူကြရတယ်။ဘာကြောင့်လဲဆိုတော့လူတယောက်ဟာမိမိကိုမိမိအမှန်တကယ်ချစ်တတ်မှသာသူတစ်ပါးကိုလည်းမှန်ကန်စွာချစ်နိုင်မှာကိုအဲ့ဒီလိုမှမဟုတ်ရင်ချစ်ချင်းမေတ္တာကိုမှားယွင်းတဲ့လူတွေဆီကနေတောင်းခံမိတာမှားယွင်းတဲ့လူတွေကိုချစ်မိတာဒါမှမဟုတ်လူတယောက်ကိုဘယ်လိုနည်းနဲ့မှန်ကန်စွာချစ်ပေးရမှန်းမသိတော့ ချစ်ချင်းမေတ္တာတွေအစားနာကျင်မှုတွေပေးမိတာမျိုးတွေဖြစ်လာတတ်ပါတယ်။ဒါကြောင့်မို့လို့ကျမတို့ကနေ့ရက်တိုင်းမှာမိမိကိုမိမိချစ်တတ်ဖို့တင်ယူရင် သူတစ်ပါးကိုချစ်တတ်ဖို့လည်းတင်ယူနေရပါမယ်။တလက်စရဲတစ်ဖက်မှလည်းဆက်မချစ်တော့ဖို့ကိုတင်ယူရပါမယ်။ဟုတ်ပါတယ်။လူတချို့ကိုကျမတို့ဆက်ချစ်လို့မရပါဘူး။ဘလို့လူတွေလဲဆိုတော့ကိုယ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်စေတဲ့သူ ကိုယ့်မျက်ရည်ခဏခဏကြစေသူ ကို့အပေါ်သစ္စာမရှိတဲ့သူ ကို့အတွက်မဟုတ်တဲ့သူတွေတော့ကျမတို့ဘလောက်ပဲချစ်ချစ်ရင်နာနာနဲ့ပဲဆက်မချစ်တော့ဖို့ကိုသိင်ကြရပါမယ်။ဘာကြောင့်လဲဆိုတော့ကို့အကျဉ်းချင်းနာကျင်စေတဲ့သူတွေဟာ ကို့တကယ်မချစ်လို့တန်ဖိုးမထားလို့ပါ။ကို့ချစ်ခင်ရတဲ့လူတယောက်ကိုဆက်မချစ်တော့ဖို့သိင်ရတာခက်တော့ခက်ခဲတာပေါ့။စိတ်ကူးကြည့်ုံနဲ့ရင်ယူလောက်တဲ့အရာပါ။ဒါပေမဲ့ အခြေအနေတွေကိုယူသားဖို့လိုတယ်။အခြေအနေတွေကိုလက်ခံတတ်ဖို့လိုပါတယ်။ဒီလူတယောက်ဟာကိုယ့်အပေါ်မကောင်းမှုဆိုတာကို ခံစားချက်တွေမပါဘဲယုတ်တိကြကြလက်ခံတတ်ဖို့လိုပါတယ်။ဒါမှသာဒီလူတယောက်ကိုဆက်ချစ်တဲ့မချစ်တဲ့ကိုယ့်ကိုယ်ကိုပြန်စဉ်းစားနိုင်မှာဖြစ်ပါတယ်။နောက်ပြီးကိုယ့်ကိုယ်ကိုအချိန်ပေးဖို့လိုအပ်ပါတယ်။စဉ်းစားဖို့လည်းအချိန်ပေးပါ။ဆုံးဖြတ်ဖို့လည်းအချိန်ပေးပါ။ဆုံးဖြတ်ပြီးလို့လက်လွတ်ပြီးသွားရင်လည်း ဝမ်းနည်းဖို့အတွက်ခံစားဖို့အတွက်ကိုယ့်ကိုယ်ကိုအချိန်ပေးပါစုအတင်းမေ့ပြစ်စရာမလိုသလိုစုအတင်းမချစ်တော့ဖို့ကြိုးစားစရာမလိုပါဘူးချစ်တဲ့စိတ်ကို ဖြည်းဖြည်းချင်းရက်ကြည့်သွားဖို့ဆွဲလန်းမှုကိုဖြည်းဖြည်းချင်းဖျက်ကြည့်သွားဖို့ပဲလိုအပ်ပါလေအဲ့ဒီအတွက်အချိန်ဘလောက်အတွင်းဆိုတဲ့သတ်မှတ်ချက်တွေမရှိသလိုမိမိအဆင်ပြေသလို ကိုယ်အတိုင်းတိုင်နဲ့ကိုယ်သွားလို့ရပါတယ်မစားတဲ့နဲ့အစားအစာကိုမစားရင် အသက်ရှိကျန်းမာစေသလိုပဲမချစ်တဲ့လူတယောက်ကိုမချစ်ရင်လည်းစိတ်ချမ်းသာမှုကိုပေးစွမ်းနိုင်ပါလေ။အဲ့ဒီအစားမိမိကိုမိမိပို့ချစ်နိုင်အောင်ကြိုးစားပါ။ကိုကိုကိုတေးသေးချာချာပြန်ကယူဆိုင်ပါ။အရင်ကကိုကိုကိုဖြစ်ထားခဲ့မိရင်လည်းအခုအချိန်ရှိလာသေးတယ်။အခုပဲကိုကိုကိုစပြီးချစ်ပါ။ကိုယ်တိုင်ကဒဏ်ရာတွေကင်းမှဒါရကင်းတဲ့ပြည်ပြေစုံတဲ့အချစ်တစ်ခုလက်ခံယူနိုင်မှာဖြစ်ပါလေမဟုတ်ရင် ဒဏ်ရာတွေနဲ့လူဟာဒဏ်ရာနဲ့လူကိုပဲဆွဲငင်မိတတ်လို့ပါပဲ။ဒါကြောင့်မချစ်တဲ့လူတွေကိုဆက်မချစ်တော့ဘူးသင်ယူပါ။ဘသူပေးတဲ့ဒဏ်ရာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဒဏ်ရာတွေကိုလည်းကုစားနိုင်အောင်ကြိုးစားပါ။ကိုကိုကိုတန်ဖိုးထားလေးစားပါ။ကိုကိုကိုအမြဲမြင့်တင်ပါ။ဓမ္မသာကိုကိုကိုကောင်းတဲ့အရာတွေနဲ့ထိုက်တန်နေလို့ခံစားစီရမှာဖြစ်ပြီးကောင်းတဲ့အရာတွေရောက်လာတဲ့အခါမှာလည်း ကောင်းမွန်စွာလက်ခံနိုင်မှာဖြစ်ပါတယ်။ရှေ့ဆက်ဖို့အတွက်ဒါတွေကိုလက်ခံပါ။လူတွေရဲ့ဘဝမှာဘာကိုပဲဆုံးရှုံးဆုံးရှုံးဘယ်နေရာမှာပဲပိတ်မိပိတ်မိဘာအကြောင်းကြောင့်ပဲနာကျင်ရနာကျင်ရ grief cycle အတိုင်းကြော်ဖြတ်ကြရတယ်။အဲ့ဒီမှာအများဆုံးခဏခဏတန်တရားလဲတဲ့အဆင့်နှဆင့်ကငင်းဆန့်ခြင်းတနိုင်ရည်နဲ့ဈေးစစ်ခြင်း bargaining ဆိုတဲ့အဆင့်နှဆင့်ပါပဲ။ ဲ့ဒီနှစ်ဆင့်ကိုကြုံနိုင်မှသာ acceptance ဆိုတဲ့လက်ခံနိုင်တဲ့အဆင့်ကိုရောက်ပါတယ်။ကြားထဲမှာဒေါသထွက်တာစိတ်တက်ကြတာဆိုတဲ့ state နှစ်ခုကိုခဏလေးကြော်ပါမယ်။ဒီစာမှာ highlight လုပ်ချင်တာကငင်းဆန်ခြင်းနဲ့မျောလင်းချက်တွေကြောင့်နာကျင်ရတဲ့အကြောင်းကိုအဓိကထားပြောချင်လို့ဖြစ်ပါတယ်။ဒါကြောင့်စိတ်တန်ရာတွေကိုကုစားဖို့အတွက်လက်သင့်ခံခြင်း acceptance ကအရေးကြီးတာပါ။ဗုဒ္ဓဘာသာမှာတော့ယောနိတော်မနတိကာရ တင့်တင့်လျောက်ပတ်စွာနှလုံးသွင်းခြင်းလို့ခေါ်ပါတယ်။လူတယောက်ဟာအခြေအနေအရရက်ကိုကောင်းတယ်ဆိုးတယ်ဆိုတဲ့ဘိုင်းယက်စ်တွေမပါပဲလက်ခံနိုင်သွားတဲ့အချိန်မှာဟင်းနေရသွားတာပါပဲ။ရှေ့ဆက်နိုင်သွားတာပါပဲ။တလူဆိုတာအချိန်မီပြောင်းလဲနိုင်ပါတယ်။ယာတိတွေပြောင်းသလို တိမ်တွေပုံစံပြောင်းနေသလိုအချိန်တွေရွေရှားနေသလိုပဲလူတွေကလည်းအမြဲပြောင်းလဲနေတတ်ကြပါတယ်။ အဲ့ဒီအထက်မှာကိုယ်တိုင်လည်းအပါဝင်ပါပဲလူတွေကနေရာဒေသအပေါ်သူတို့ရှိနေတဲ့ပတ်ဝန်းကျင်အပေါ်သူတို့ရဲ့စိတ်ခံစားချက်ပေါ်လိုက်ပြီးအမြဲပြောင်းလဲတတ်ကြပါလေလူစိတ်ဆိုတာတသက်မှတ်တည်းရှိမှမရှိတာဒါကြောင့်လူတွေပြောင်းလဲတတ်တယ်ဆိုတာကိုလက်သင့်ခံနိုင်ရပါမယ်ကိုကကောင်းမွန်ပြီးလျက်နဲ့ကို့အပေါ်ပြောင်းလဲသွားတာမျိုးနဲ့ကြုံရရင်လေအချိန်အကြာကြီးဝမ်းမနေပါနဲ့သူပြောင်းလို့လေကိုကလိုက်မဆောင်မိစေဘူးလို့ပါလေ နှစ်ကိုယ့်ရဲ့ glucose ကိုကိုယ်တိုင်ပဲဖန်တီးရပါတယ်။တစုံတယောက်ကြောင့်ထိခိုက်နာကျင်ရတိုင်းလူတိုင်းမျှော်လင့်မိတတ်ကြတာကသူတို့တွေစီကနေတောင်းပန်ခံရဖို့သူတို့ပေးတဲ့စိတ်တန်ရအတွက်သူတို့ကိုယ်တိုင်ပြန်ပြီး glucose ပေးဖို့ကိုမျှော်လင့်ကြတာပါ။တကယ်တော့ကိုယ့်ရဲ့ glucose ကို ကိုယ်တိုင်ရယူဖို့ပဲလိုတာပါ။ကိုယ့်ကိုနာကျင်စေခဲ့တဲ့သူတွေစီကတောင်းပန်မှုရသည်ဖြစ်စီမရသည်ဖြစ်စီ ကိုယ့်ရဲ့ကလူရှားကိုကိုယ်တိုင်နဲ့ဖန်တီးရပါမယ်။ဘသူပေးတဲ့ကလူရှားကမှအစ်စ်မဟုတ်ပါဘူး။ကိုယ့်ရဲ့ကလူရှားကိုကိုယ်တိုင်ရယူနိုင်မှသာအဲ့ဒီကလူရှားကတကယ်စစ်မှန်တဲ့အရာဖြစ်ပါတယ်။၃ကောင်းမွန်တဲ့အရာတွေနဲ့ထိုက်တန်တယ်လို့ယုံကြည်ဖို့လိုပါတယ်။မိမိကိုမိမိကောင်းမွန်တဲ့အရာတွေနဲ့ထိုက်တန်တယ်လို့ယုံကြည်တဲ့လူတစ်ယောက်ဟာမိမိကိုမိအနှံမခံတတ်ပါဘူး။ဘာကြောင့်လဲဆိုတော့သူ့ကိုယ်သူလေးစားတယ် တန်ဖိုးထားတယ်ပိုကောင်းတဲ့အရာတွေနဲ့ထိုက်တန်တယ်လို့ယုံကြည်လက်ခံထားလို့ပါပဲဒါကြောင့်မကောင်းတဲ့အရာတွေမကောင်းတဲ့လူတွေစီမှာပိတ်မိမခံပါနဲ့ယုံထွက်နိုင်ဖို့အတွက်ကြိုးစားပါမိမိကိုမိမိပိုကောင်းတဲ့အရာတွေနဲ့ထိုက်တန်တယ်လို့လက်ခံယုံကြည်ပါလေးဘဝဆိုတာတူတူလေးပါတကယ်ကိုမှဘဝဆိုတာတူတူလေးပါဘယ်နှစ်တည်မှမသိနိုင်တဲ့ တသက်မှာတစ်ခါပဲရတဲ့လူဘဝမှာ မကောင်းတဲ့အရာတွေမကောင်းတဲ့လူတွေစီမှာ ပိတ်မိခံမှုအတွက်အချိန်ကြီးပေါ်မနေပါဘူးဘဝကိုရှေ့ဆက်ရအောင်မယ်ရှေ့ဆက်ရမယ့်ဘဝမှာအရေးပါတဲ့အရာတွေအများကြီးလုပ်ဖို့ရှိပါသေးတယ်မစားဘူးတဲ့အစာအသောက်တွေစားဖို့ရှိသေးတယ်မရောက်ဖူးသေးတဲ့ရက်ဒေသတွေစီခီးထွက်ရအောင်မယ်ချစ်ခင်ရသူတွေကိုထွေးပွေ့ရအောင်မယ်လုပ်စရာတွေအများကြီးရှိပါသေးတယ်ဒါကြောင့် အတိတ်မှာပဲပိတ်မိမနေပဲရုံထွက်နိုင်ဖို့ကြိုးစားရပါမယ်။ဘဝမှာအချိန်တွေတိတ်မကြံတော့ဘူးဆိုတဲ့စိတ်နဲ့နေ့ရက်တိုင်းကို ပြည့်ပြည့်ဝဝပျော့ပျော့ရွှင်ရွှင် နေသွားနိုင်ဖို့လိုပါတယ်။မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မေတ္တာပို့ပါရစေ။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါရစေ။ ဒီနေ့တော့ဆာရေးသူညာနာနဲ့ဆ ਿਆ မဆူရှမီဘူပေါင်းဖန်တီးထားတဲ့ချစ်သူနဲ့စိတ်ကြမ်းမရေးစာအုပ်ထဲကဆ ਿਆ မဆူရှမီရဲ့ No contact rule ချစ်တတ်ဖို့လည်းသင်ယူရသလိုဆက်မချစ်တော့ဖို့ကိုလည်းသင်ယူပါရှေ့ဆက်ဖို့အတွက်ဒါတွေကိုလက်ခံပါဆိုတဲ့ခေါင်းစဉ်လေး၃ခုကို ပေါင်းပြီးဖတ်ပြခြင်းပါတယ်ရှင်နားထောင်ကြည့်ပါဦးနော် No contact rule လောလောလတ်လတ်လမ်းခွဲထားတယ်။ဘရိတ်ကဖြစ်ထားတယ်ဆိုတဲ့သူတွေအတွေ့ရှေ့ဆက်ရှောက်ဖို့ကိုလည်းဆုံးဖြတ်ထားပြီးပြီဆိုရင်တော့လမ်းခွဲပြီးခါစားမှလိုက်နာရမယ့် route တစ်ခုရှိပါတယ်။အဲ့ဒါက no contact route ပါ။တယောက်ကိုတယောက်အဆက်အသွယ်ဖြတ်တဲ့ route ဖြစ်ပါတယ်။လမ်းခွဲပြီးခါစားမှတော့ခန်းစားရတာတွေကတယောက်နဲ့တယောက်တူမှာမဟုတ်ပါဘူး။ဝမ်းနဲ့နာကျင်ရတာရှိသလိုခံပြင်းဒေါသထွက်တာမျိုးလည်းရှိတတ်ပါတယ် ဒါမှမဟုတ်လက်မလွတ်နိုင်တာပြန်လိုချင်တာပြန်အဆင်ပြေချင်တာစသဖြင့်နောင်တတွေလည်းရနေတတ်ပါတယ်။ဒါတွေအလုံးဟာလမ်းခွဲပြီးနောက်ပိုင်းမှာကြုံတွေ့ရမယ့် grief cycle ပဲဖြစ်ပါတယ်။ဒီလိုမျိုးပူပူနေနေလမ်းခွဲပြီးခါစားမှာပူဆွေးတော့ကရောက်နေမှာပါ။အဲ့ဒီအချိန်မှာကိုယ့်ရဲ့ EXC ဖုန်းကြီးဆက်တာစာတွေပို့တာသူ့ဆိုရှယ်မီဒီယာအကောင့်တွေဝင်ကြည့်တာစသဖြင့် သူ့အကြောင်းတွေကိုလိုက်ကြည့်တတ်ပါတယ်။သူဘာများလုပ်နေမလဲ။ကို့အမြသတိရနေမလား။စသဖြင့်မျှော်လင့်တတ်ကြပါတယ်။ဒီလိုတွေလှုပ်ချင်းကကို့ကိုကောင်းကောင်းမွန်မွန်ရှေ့ဆက်စေနိုင်မှာမဟုတ်ဘဲခံစားချက်တွေကိုပဲရှုပ်ထွေးတဲ့ရှုပ်ထွေးလာစေမှာဖြစ်ပါတယ်။ဒါကြောင့်လမ်းခွဲပြီးကစားမှာ no contact rule လိုက်နာနိုင်ရအကောင်းဆုံးပါပဲ။ဒါဖြင့်ဘယ်လိုလိုက်နာရမှာလဲ။ no contact rule ဆိုတဲ့အတိုင်း EX နဲ့ပတ်သက်သမျှအဆက်အသွယ်တွေအားလုံးကို ဖြတ်ရမှာဖြစ်ပါတယ်။ဖုန်းနံပါတ်တွေချက်ထားတဲ့ history တွေဓာတ်ပုံတွေအကုန်ဖြတ်ပြရမှာဖြစ်ပြီး social media မှာသူ့ရဲ့အကောင့်တွေကအစအကုန် block တာ unfollow လုပ်တာစသဖြင့်ပြုလုပ်ရမှာဖြစ်ပါတယ်။အဓိကကတော့ EX နဲ့ပတ်သက်သမျှအဆက်အသွယ်တွေအားလုံးကို cut off လုပ်လိုက်ခြင်းဖြစ်ပါတယ်။ no contact rule ရဲ့အကျိုးကျေးဇူးများ ဒီလိုနိုးကွန့်တက်လှုပ်လိုက်ခြင်းရဲ့အကျိုးကျေးဇူးကတော့ကိုယ့်ရဲ့အုံနှောက်မှာထပ်ခါထပ်ခါပြန်တွေးပြီးရူမီနိတ်လုပ်နေတဲ့အတွေးတွေကိုရှင်းလင်းသွားစေပါတယ်။မဟုတ်ရင်ဆက်သွယ်စရာတွေအမှတ်တရတွေကိုမြင်တွေ့နေသေးပြီးဝမ်းနည်းနာကျင်မှုဆက်ဝိုင်းနေမှာပဲတဝဲလေလေဖြစ်နေမှာဖြစ်ပါတယ်။နောက်တစ်ခုကနိုးကွန့်တက်လှုပ်လိုက်ခြင်းဖြင့်တဖက်သူရဲ့အပြုတ်မှုတွေကြောင့်ကိုယ်စိတ်ထိခိုက်ရမယ့်ကိစ္စတွေကနေလေကောက်ွယ်ပြီးသားဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ ES ကိုဘလော့လိုက်တာ and friend လုံးလိုက်တာတွေကသူ့ရဲ့ post တွေ story တွေကိုမမြင်ရတော့တာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အပြုမှုတွေကကိုယ်စီလာပြီး impact ဖြစ်မှုနေသွားစေပါတယ်။ဒါကြောင့်လမ်းခွဲပြီးခါစားမှာကိုယ့်ရဲ့ ES partner နဲ့ပတ်သက်ပြီး no contact လုပ်ပါ။ဒီလိုလှုပ်ချင်းဟာနှုတ်ဦးနှစ်ဖက်အတွက် move on လုပ်နိုင်ဖို့အကောင်ဆုံးဖြစ်ပါတယ်။စိတ်ခံစားချက်တွေတည်ငြိမ်နေဖို့အတွက် မိမိကိုမိမိတေးချပြန်လဲဆန်းစစ်နိုင်မှုအတွက် no contact rule ကိုမဖြစ်မနေလိုက်နာဖို့လိုအပ်ပါတယ်။